စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဘောင်းမမြို့ဒင်းဖြစ်စဉ်ရေးကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဂရုတပ်ဖွဲ့တို့ပူးပေါင်းဖော်ဆောင်ခဲ့တာကြောင့်ထွက်ပြေးတင်းချောင်းနေရတဲ့ဒေသခံတွေဟာစားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတယ်လို့သိရပါတယ်။တိုက်ပွဲရှောင်တွေဟာဘောင်းမမြို့အနောက်ဆန်းရှိရှမ်းပြည်အမျိုးသားများတပ်မတော် SNL ရဲ့ထိန်းချုပ်နေမိထဲကို၎င်းဘောင်းမမြို့တောင်ချန်းရှိ PDF KIA ဂရုတပ်ဖွဲ့ထိန်းချုပ်နေမိထဲကို၎င်းတင်းချောင်းနေကြရပါတယ်။တချို့မှာလဲဘဲအဖွဲ့စည်းရဲ့နေမိထဲကိုမှမသွားပဲ တော့တဲ့ကိုတင်းချောင်နေကြရပါတယ်အဲ့ဒီတိုက်ပွဲချောင်တွေဟာစာနာရေးခါတွေကျမ်းမာရေးဆောက်ရှောက်မှုတွေစေဝါတွေလောင်စာစီတွေအရေးပေါ်လိုအပ်နေတယ်လို့ဗန်မောက်တိရခန့်တပူမှာစီရင်နေတဲ့ဌာနကိုပြောပါတယ်အဓိကတော့စစ်ပေးဆောင်ရတာပေါ့စစ်ပေးဆောင်ရတဲ့နေရာမှာဟိုဘက်တပ်ဖွဲ့နဲ့ဒီဘက်တပ်ဖွဲ့ကြားထဲမှာအာဒီဆောင်တွေကဟိုဖြစ်နေတာပေါ့နော်တချို့ကလည်းဒီဘက် SND ရဲ့အကြီးဆုံးတွေကိုလောက်သွားတယ်တချို့လည်း ဒီရဲ့အင်ဂျင်နီယာတွေရောက်သွားတယ်အဲ့ဒီကြားထဲမှာပေါ့နော်ဒီကကနေကဟိုဥထောင်ပြီးတော့ဟိုလုပ်ပြီးမဲ့လို့မရှိဘဲနဲ့ဖြစ်နေတယ်အဲ့လိုမျိုးဖြစ်နေတော့တော့ဘယ်လိုလဲကတော့နေလို့ထိုင်လို့ကတော့မနေလို့ထိုင်လို့ရစားဖို့ရတယ်ပြပါဘူးလေဒီမှာပဲအမောင်းလိုမင်းဟာဈေးဝါးရီလိုမယ်ဒီလိုရှိရင်ဟိုကွာဘူးလာဘူးလောင်းကစီလို့ဘာလို့လဲဂျူမာလေးအဲ့ဒါကတော့ နမတ်စီတိကျခဲ့တယ်ဆိုတော့အဲ့အခြေခံလို့ဆက်ကတော့စာရေးတော့ရေးပေါ့စာရေးတော့ရေးရေလို့ထားနေတာလက်ရှိမှာဗမာမျိုးအသွင်းမှာတိုက်ပွဲဆောင်9000ဝန်းကျင်ရှိပြီးအဆန်နေထင်းချုပ်နေမြေအတွင်းကိုတိုက်ပွဲဆောင်1000ကျော်ဝင်ရောက်တင်းဆောင်လျှက်ရှိပြီးတချို့မှာတောတောင်ဘက်တင်းဆောင်နေကြကြောင်းတချို့ကတော့ KIA PDF ဂရုတပ်ဖွဲ့ထင်းချုပ်နေမြေအတွင်းကိုရောက်ရှိနေကြတယ်လို့သိရပါတယ်အဆန်နေကတော့ဗမာမျိုးနဲ့ခိုးပြင်းကျွရနဲ့ပင်းသနခေါ်ညောင်သားရကျွရမှာ တိုက်ပွဲဆောင်168ဦးနဲ့အစိုးရဝန်ထမ်း260ကျော်ကိုစာနယ်ဇင်းကားတွေထောက်ပံ့ပေးလျက်ရှိတယ်လို့ကျမ်းမာရေးစောက်ရှောက်မှုလည်းပေးလျက်ရှိပါတယ်။လက်ရှိအချိန်မှာစစ်ပေးဆောင်ဥယျာဉ်9000ခန်းရှိပြီးဒေတာခံပြည်သူတွေရဲ့အရေးပေါ်လိုအပ်ချက်တွေကိုကိုညီဆောင်ရဖို့မှာဗန်းမောက်ဒေတာဟာဖုန်းလမ်းဆက်သွယ်ရေး၊လမ်းပန်းဆက်သွယ်ရေးခက်ခဲကြမ်းတမ်းတဲ့အတွက်လက်ရှိအချိန်မှာတိုက်ပွဲဆောင်တွေကိုအစိုးရနဲ့နိုင်ငံတကာမှကိုညီဆောင်ရပေးရတယ်လို့မရှိသေးဘူးလို့ဗန်းမောက်ဒေတာခံတို့မှာ စေနာသတင်းဌာနကိုပြောပါတယ်။အရှင်းကိုမရှိဘူး၊တရားမှမရှိဘူး။ကျွန်တော်တို့ကအခုကဘယ်ရွာကဘယ်ကိုရောက်နေတဲ့ဇွဲဟာတော့ကျွန်တော်တို့ကမသိဘူး။ဘာကြောင့်မလဲဆိုတော့အဲ့ဒီမှာကကုန်းလိုင်းတန်းရှိဘူး။ဟိုဒီချိုးနေရာလေးတွေမှာအင်တာနက်ဟိုဝါလင်းနဲ့တုံးနေတာလေးရှိလို့အဲ့ဒါဒီနေနေမလေးတဲ့ရတော့ရှိတယ်။တဲ့နေ့လည်းကျွန်တော်တို့ကကိုရိုနာနဲ့အဆက်အသွယ်လည်းမရဘူး။အဲ့ဒါကြောင့်မလို့အဲဦးနေမိမဲ့လည်းဦးနေခြင်းနဲ့ဆောင်မလို့တော့လို့ရှိနေရအောင်။အဲ့လိုဖြစ်နေတယ်။ ဗမာမျိုးရင်းတိုင်ပွဲကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကချင်လွတ်ရေးတပ်မတော် KIA ကဒုတပ်ဖွဲ့တို့ပူးပေါင်းပြီးစက်တင်ဘာ25ရက်မှာစတင် ဖော်ဆောင်ခဲ့တဲ့နော်စက်တင်ဘာ20ရက်မှာဗမာမျိုးကိုတိုက်ပတ်ခဲ့ပါတယ်အဲ့ဒီနော်ရှမ်းပြည်အမျိုးသားများတပ်မတော် SN မြမတပ်မတော်တို့ဟာအင်အားစုစည်းပြီးအော်တိုဘာ၄ရက်မှာပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေကြပြီးဗမာမျိုးအနီးတစ်ဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေပါတယ်